အမေရိကန်တမ္မတတော်နဲ့တွန်းအားရုရှားရဲ့ကမ်းခြေဒေသတွေကို နျူကလ িয়ার ရေငုပ်သင်းမောတွေစေလုံမယ်လို့ကတိပြုခဲ့ပြီမယ်။အဲ့ဒီသင်းမောတွေကိုစေလုံတာမရှိခဲ့တာကြောင့်ရုရှားတပ်မတော်ဟောင်းဗလာဒီမာမက်ဗီတက်ကလောင်ပြောင်ခဲ့တယ်လို့ရိုက်တာဖော်ပြခဲ့ပါတယ်။ထရန်ဟာစက်တင်ဘာ30ရက်ကမက်ဗီတက်ကိုယူမိုက်တဲ့ပုံကိုလို့ပြောကြားခဲ့ပြီးရုရှားရဲ့ကဲအုန်နဲဒေတာကိုရေငုပ်သင်းမောတစ်စင်းဒါမှမဟုတ်နှစ်စင်းစေလုံသွားမယ်လို့ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ဩဂတ်လအတွင်းကလည်းထရန်ကသူဟာမက်ဗီတက်ရဲ့ချင်းချောင်းမှုတွေကိုတုံ့ပြန်တဲ့အနေနဲ့တင်းတော်တဲ့ဒေတာတွေစီရေငုပ်သင်းမောနှစ်စင်းစေလုံဖို့ အမိတ်ပေးခဲ့တယ်လို့ပြောကြားခဲ့မှုပါတယ်။တိုက်ထိတ်ရင်ဘုရုပ်ရှင်ဇလန်းသွဲတွေရဲ့ အပိုင်းတစ်တခုလို့ဗော။ထရန်ကရင်ငုံသင်္ဘောတွေကိုဆစ်လို့ပြီးလှုပ်ဝက်စွာဖြန့်ကျက်ချထားခဲ့တယ်လို့ပြောပါရယ်။အမောင်ကန်းတွေကကြောင်နှက်တစ်ကောင်ကိုရှာဖို့ခက်ခဲလိမ့်မယ်ဆိုတဲ့စကားပုံလိုမျိုးပေါ့။တကယ်ကအဲ့ဒီကြောင်နှက်ကအခန်းထဲမှာရှိမနေတာမျိုးလည်းဖြစ်ပါလိမ့်မယ်လို့မဗီတက်ကပြောကြခဲ့ပါရယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန်ဟာရုရှားနဲ့ယူကရိန်းကြားစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက်ကြိုးပမ်းနေခဲ့ပေမဲ့လက်တွေ့မှာအခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးနှစ်နိုင်ငံစလုံးကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်မယ်လို့လည်းချိန်ချောင်းလျက်ရှိပါရယ်။